အဲ့ဒါလည်းမှတ်သားကြအောင်လူလောကလူငယ်လူရွယ်တွေအတွက်မတ္တမတ္တမှုရှိတယ်။သူပြောတာကတော့ဒီဆယ်ခုတဲ့အချက်ဆယ်ချက်ကို သူပြောမှာ။ယာနိပုပ္ပိအကရိတဝါ။ငယ်ငယ်ရဲအဲ့ဒါလှုပ်ထားမဲ့အချက်ဆယ်ချက်တဲ့။နော်။ အဲ့ဒါတွေကိုမလုပ်ဘူးဆိုရင်သဗ္ဗစ္စာမနုတ္တပတိမင်းနောင်ရောက်တဲ့အခါကျတော့စိတ်ရှင်းရလိမ့်မယ်နောင်တပူပန်ရလိမ့်မယ်လုံးတဲ့အချက်ဆယ်ခုကိုမင်းလှုပ်ထားပါလှုပ်ထားကြမလုပ်ဘူးဆိုလို့ရှိရင်နောင်ကြတော့မှပူပန်တော့ကရောက်ကြလိမ့်မယ်ငါမလုံးမိတာမှားလိုက်တာလို့စိတ်ပူပန်နေကြမယ်အဲ့ကြရင်တော့ဒုက္ခနဲ့ တွေ့ကြမှာပေါ့ဒီလိုဆိုလို့အဲ့တော့နောင်နာစကားတွေဆိုတာဟိုမဟုတ်တာလုပ်တဲ့လူတွေမှသာနောင်နာစကားဆိုတာရှိတာလေဟုတ်တာလုပ်တဲ့လူကနောင်နာပါမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကပါပြောတာတော့ဆိုရှင်းရှင်းလေးပါအောက်လက်တံဝိတ္တံတပ္ပတိ လူဖြစ်လာလို့ရှိရင်ပစ္စည်းဥစ္စာရှာရမှာနော်ပစ္စည်းဥစ္စာရှာကိုရှာမရအောင်လို့အဲ့ဒီပစ္စည်းဥစ္စာကိုရအောင်မရှာနိုင်လို့ရှိရင်ဘယ်စောင်းနေခက်ခဲလိမ့်မယ်အဲ့ဒီကြားမှာပဲငါမရှာမိတာမှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်အဲ့ဒါမရှိရင်စိတ်ပူပန်ရတယ်နောက်လဲကြည့်နောက်စီဆိုဘာမှ စားစရာမရှိဆိုစိတ်ပူတာပဲလေအဲ့ဒီပူပါမှုကိုပြောတာအလတ္တဝိဋ္ဌံတပ္ပတိပစ္စည်းဥစ္စာဆိုတော့ရောင်းရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါပါလို့ဆိုပုပ္ပိအတ္တမှုထာနိတ္တံငယ်ငယ်တုန်းကကြိုးစားပြီးတော့ဝိจิตနာတွေကိုရောင်းရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါ ဟိုလှုပ်တဲ့လှုပ်ထိုက်တယ်ပဆန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာ အားနေတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနေရှာရရသမျှအကုန်သုံးပြစ်ထားတယ်များတယ်ပေါ့နောက်ရေးတိတ်မတွေ့ဘူးပေါ့နော်ရရစားစားဆော်ပြဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော် ချိုးချမ်းချမ်းစားပြီးတော့ဆူဆောင်ကြလို့ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေကချမ်းသာသွားကြတာများတယ်ဟုတ်ရှေတုန်းကတည်းကရောက်လာတဲ့လူတွေအဝတ်တထဲလန်ကူတီလေးနဲ့လာပြီးတော့တော်ကြတော့ကျူလျာဆိုင်ပိုင်ရှင်ကြီးဖြစ်သွားမုံရဘက်ကတကယ်ဇလန်နေတပုတ်ပြောတာမှတ်ထားဘူးတယ်တော်တယ်မှာ လွှတ်စင်ထောင်ပြီးတော့တစ်တစ်ခွဲတာရှေ့ကတော့လွှတ်ဆက်တွေမရှိသေးတော့နမန်းဆွဲဆွဲလွှတ်ကြီးနဲ့ဆရာကအပေါ်ကတစ်တုံးပေါ်ကတပည့်ကဟုတ်ပြေးကြီးခြိုက်တဲ့ဆရာနှစ်ယောက်အဲ့ဒါတစ်တုံးခွဲကြတယ်အဲ့ဒီကတစ်တုံးခွဲတဲ့လူသမားတွေမှာကလာတယောက်ပါတယ်ဘုမအခေါ်ကလာပေါ်လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလှုပ်တဲ့သူကဘုမ ကလားမို့သူကခေါ်တာယူခေါ်တာမို့ခွေးကလားလို့ခေါ်တာသူ့လို့တမဟိုခွေးကလားလားဆွဲနဲ့အဲ့ဒါလို့ခေါ်တာအဲ့လိုနဲ့ဆရာတော်လောက်ကင်စားတော့သွားကြပြီဆယ်နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာဆယ်နှစ်လောက်ကြာသွားတယ်အဲ့ဒီလွှတ်ဆရာကြီးကရှန်ကုန်ရောက်ခဲ့လွှတ်ကောင်းကောင်းလိုက်ရှာတယ် လွှတ်ကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အကလာတွေ့တာငါဆရာကြီးပဲဆိုပြီးတော့ပြေးပြီးတော့ခေါ်တာဆရာဆရာကျွန်တော်ခွေးကလားလေလို့ပြောခေါ်ပြီးတော့ဆရာပါရှာတာတော့ဆိုငါလွှတ်ကောင်းကောင်းတို့ကျင်လို့လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆို तू ဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေဟိုလွှတ်သမားကြီးကလွှတ်ဆဲတော့မရှိရှဲလို့တော့မ ဟိုလူကအလौသမားကတောင်ဆိုင်ပင်ရှင်ဖြစ်ပြီးတော့သူဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်ကဲအဆူဆောင်မှုနဲ့ကြိုးစားမှု꽈သွားတာပေါ့အဲ့ဒါကိုပြောတာဇနတဏ္ဍပင်ဒီကနေ့ခင်မှလည်းအဲ့ဒါပြောတာအလတ္တဝိတံတပ္ပတိပုပ္ပိအတမုဋ္ဌာလိတံပစ္စည်းကိုရှားပြီးတော့ဆူဆောင်ရမယ့်ဟာတွေကိုမဆူဆောင်မိဘူးဆိုလို့ရှိရင်တဲ့ နပုပ္ပိဒနမေသိတံဣတိပစ္ဆာနုတ္တပတိငါငယ်ငယ်တုန်းကရာဧတံနဲ့ဖြုံးပစ်ခဲ့တယ်ငါငယ်ငယ်တုန်းကနော်ကြိုးစားပြီးတော့မရှာခဲ့ဘူးမဆုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားစရာမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရပါတယ်ဆုတဲ့လူတွေကတထေဖြစ်ကုန်ပြီ तू ကတထေမဖြစ်တော့အဲ့ဒါကိုပြောတာမှန်တယ်ဒါလူလောကမှာ တကယ်လို့ရမယ့်ကိစ္စတွေပဲဒါနိဗ္ဗာန်ရောက်ကြောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအဆင်ပြေနိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီဘောမှာမိတီးပြီးတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအဆင်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောက်ကြောင်းလုပ်လို့ရဒါနံပါတ်1ဟောငယ်စဉ်ခါစီးပွားဥစ္စာစ조사ရှားစွတ်စွတ်ဆောင်းဆောင်းထားမဟုတ်ရင်တက်ကြီးလာမှမရှားနိုင်တဲ့အခါမှာမင်းနောင်တရလိမ့်မယ် ဒါတခုနောက်တစ်ခုကအဲ့တော့လူဆိုတာဘဝတခုကြုံကြုံချင်းသက်ဆက်ရှာဖို့လိုတယ်။ကိုယ်ကြည်တနာရှေ့ရမယ်စုဆောင်ထားရမယ်ကို။နောက်လေကြည့်နောက်စီမဖြစ်သင့်ဘူး။ကိုယ်မှာစုစုဆောင်ဆောင်ရှိနေရမယ်နောက်ခံ။နောက်တစ်ခုကဘာလို့ဆိုစီးပွားရှာတယ်လို့ပဲ။ပညာလည်းကြိုးစားသင့်ဖို့လိုတယ်။ဒုတိယအချက်က တကြရူပံပုရိတန်တံမယာသိပ္ပံနတ်သိခိတံကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တနောဣတိပစ္ဆာနုတ္တပတိငယ်ရတဲ့အချိန်မှာပညာကိုကျိုးစားသင်ရမယ်လုံနိုင်တဲ့ငယ်တဲ့အချိန်မှာဆိုရင်တနေ့ကုန်လုံမပင်မှန်းဘူးတကြည်ရင်လောက်မသိနိုင်ဘူးရရှိကောင်းတယ်နားကောင်းတယ် သူကအင်အားရှိတယ်အဲ့ချိန်မှာဆိုရင် အတတ်ပညာကိုတောင့်သင်ရမယ်ဘာပဲဖြစ်ပညာမျိုးစုံတက်နေအောင်လုပ်အောင်ပညာမျိုးစုံသင်ရမယ်တဲ့ကြိုးစားပြီးတော့သင်ရမယ်ဘာကြောင့်လို့ဆိုရင်ကိစ္ဆာဝုဒ္ဓိအသိပ္ပတာအတတ်ပညာမရှိရင်သံဝေဝံကြောင်းခက်တယ်တဲ့ဟုတ်တယ်ကိုတတ္ထလေးတခုရှိရင်အဲ့ဒီတတ္ထလေးကိုမိပြုပြီးသံဝေကြောင်းဝံကြောင်းလုပ်လို့ရတယ်အတတ်ပညာမတတ်ဘူးဆိုလို့ရှိရင်သံဝေဖို့ခက်တယ် ဒါကြောင့်ဘုရားရဲ့သင်္ခါမပညာကြိုးစားရှာပါဖြူကြိုးစားသင်ပါမသင်ခဲ့ဘူးဆိုရင်မင်းနောင်တရလိမ့်မယ်တက်ကြီးမှတော့မင်းမသင်နိုင်တော့ဘူးရစီရလည်းမကောင်းနားလည်းမကောင်းသူကလည်းသိမလုံနိုင်ဘူးဆိုရင်သွားပြီးအဲ့ကြဘာမှလည်းပညာမတတ်ဘူးဆိုပြီးသွားမှလည်းမခိုင်းတော့အဲ့ဒါဒုတိယချက်အဲ့တော့လူလောကရောက်လာလို့ရှင်သနသနမင်းလမ်းညွှန်ချက်ကဘာလို့ဆို နံပါတ်1မင်းစီပါချာစုစုဆောင်ဆောင်ထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတက်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါနော်တိုက်သူပြည်သားတွေနော်စီပေါင်းဆောင်ရအောင်ရှာကြအတတ်ပညာတက်တက်အောင်သင်ထားကြကိုပညာနဲ့ကိုလုံးဆောက်လို့ရဒီနှစ်ခုအေဟုတ်ပြီနောက်တတိယအနေနဲ့ပြောတော့ဆိုတော့ ကုတဝေတိပုရိအသိပိတုနောပိဋိမန္တိကောသံောသဖုသောသပိဣတိပစ္ဆဒုတပတိလူဆိုတာစီပွားလဲရှားပညာလဲသင်အဲ့ဒီချိန်မှာရိုးသားဖြောင်းမတ်ဖို့ကိုချင်းတရား ကောင်းဖို့လိုတယ်တဲ့မရိုးသားတဲ့ဘုရားပါတော့ဆိုရင် ပတ်ဆံမရှိတော့သူကပတ်ဆံရှာတယ်။ဘာနဲ့ရှာတော့ကောက်ကျစ်ဆင်းလဲတဲ့နေ့တွေနဲ့ရှာ။ဟိုလူဆရာပတ်ဆံချီသွားလိုက်ပြန်မပေးဘူး။ဒီလူဆရာပတ်ဆံချီသွားလိုက်ပြန်မပေးဘူး။နော်။လိမ့်နေလှပြားတယ်။ကုဒဝေတီပုရိအတေ။ကောက်ကျစ်ဆင်းလဲတဲ့အတုလုပ်ပြီးတော့ရောင်းတယ်။ပတ်ဆံရှာရပြီအဲကြတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူး။အတုနဲ့ရှာ။လိမ့်လေပြီးတော့ပတ်ဆံရှာ။ ရှာပြီးတော့လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုရင်ဂျင်းထဲပေါ့ဟိုလူနဲ့ဒီလူမတက်အောင်လှုပ်တာတော့ဒါတွေဒါတွေလည်းလှုပ်တယ်ပိဋ္ဌိမန္တိကောတဲ့သူများပိဋ္ဌိမန္တိကဆိုတဲ့ကောင်ကပိဋ္ဌိဆိုတဲ့ကျောမန္တဆိုတဲ့အသာလူတယောက်ရဲ့ကျောသားကိုစားတယ်လို့အဓိပ္ပာယ်ရတယ်တိုက်ရိုက်အဓိပ္ပာယ်ဒါပေမဲ့ဒါဣဒိယံစကားပေါ့ ိဋိမန္တိကောဆိုတာပါတော့ဆိုရင်နောက်ွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးဒီလူကိုဒုက္ခပေးနေဒုက္ခဩပါတော့ဆိုလို့ရှိရင်တရားဆွဲတဲ့သူတွေတရားဥပဒေနိုင်အောင်သူကမြောက်ထိုးပင်ကောလုပ်တယ်ဒီအမှုသူအသူနိုင်အောင်လုပ်ပေးမယ်ဆိုရင်သူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လုပ်ပေးမယ် အမှုဘလောက်ပဲအဲအမှုကထင်ရှားနေနေ သူကနေပြီးတော့ခိုးလူဆရာပဇံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပြီးတယ်ခုခေတ်ဆိုရင်တော့ဘာခေါ်တော့ဟိုခေါ်ရရှိတယ်လေဟိုငှားတာပေါ့လူငှားပြီးတော့လှုပ်တာလေလော်ဘီဆိုတာလေလော်ဘီငှားထားပဇံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေ အဲ့လိုလောဘီငှားပြီးတော့စားတဲ့လူတွေကိုပိဋိမန်တိကလို့ခေါ်တယ်။သူများကြောကိုတော့ကနေဗမာစကားကတော့နောက်ကျောကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာ။ဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူးသူကပါဆိုတော့ပိဋိမန်တိကောသူများကြောကုန်းကိုကြောသားကိုစားသူလို့ဆိုအဲ့နောက်ွယ်အနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာ။ပတ်ဆံယူပြီးမတရားလုပ်ပေးတာ။ဒါရလည်းရှိတာပဲခုခေတ်လည်းရှိနေတာ။ စံဒေါသပြုဒေါသပြီးတယ်ကိုမူရလည်းကြမ်းတယ်စိတ်ဓာတ်ကလည်းကြမ်းအဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုတ်တယ်ဆိုပြီးတော့တေဂာနီးကြတော့စိတ်ပူပန်ရလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုတ်သင့်ဘူးလို့ပြောတယ်နောက်စတုထအချက်ကလည်းတူတူပဲဒုစရိုက်နဲ့ဆိုင်တယ် လူတယောက်ဟာရေရစဉ်အခါမှာကောင်းကောင်းမွန်မွန်နေပဲနဲ့ပါဏာတိပါတိပုရိအာသိလှုပ်တော့စာပိအနာရိယောဘူတနာနာပစာဧတာဣတိပစ္ဆာနုတပတိအသက်အရွယ်ငယ်တဲ့အချိန်တုန်းကဆိုရင်တော့တတော်ဆိုလဲတတ်လိုက်တာပဲလူတတ်ရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော့ စိတ်ဓာတ်ကကျန်းတတ်နေရဲ့ဆက်တယ်အနာရိယောလူတော်လူကောင်းစိတ်မရှိဘူးလူစိတ်မရှိဘူးဘူတနာနာပစာယိတ်တံဆိုဘသူ့ဥမကူးမဆိုင်ဘူးအကျဉ်းတရားမေတ္တာတရားကင်းမဲ့တယ်ဘက်ဆက်ပေးရင်တော့လှုပ်တာပဲဘသူ့တတ်ဆိုရင်လည်းငားရင်လိုက်တတ်တာအဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလှုပ်ပြီးနောက်နောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့ မနေရလို့သိတဲ့အခါကြလို့ရှင်သူလှုပ်တဲ့သူလှုပ်ရတဲ့ပေါ်မှာသူဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလို့တာကောင်းမှမကောင်းတော့နော်မကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီဝါရှာတဲ့ဤနှစ်ခုပဲနော်အဂတိလိုက်စားပြီးတော့စီဝါရှာတယ်မတရားနောက်ွယ်အနေပြီးတော့စီဝါရှာတယ် နောက်သူများတဲ့တတ်ပြီးတော့စီးပွားရှာတယ်ကျန်တဲ့ရဆက်တယ်ဘယ်သူ့ဘောမှအကျဉ်းတရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုဆက်နှမျိုးဒီမှာဖော်ပြထားပြီနောက်နောက်တစ်ခုကဘ ഹു သူဝတ္တတန်တိသူအနာပါတိသူအဋ္ဌိသူအနာပါတာသူအဋ္ဌိသူပရဒါရာအာသေဝိတံဣတိပိဿောနုတ္တပတိ နောက်ဆုံးချက်ကတော့ယောက်ျားတွေကိုအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများကြီးရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့သူတွေပြဋ္ဌာရပေါ့နော်အဲ့လိုဖောက်ပြန်လို့ရှိရင်လည်းပဲ သူတော့ပူပန်ရတတ်တယ်။ကိုချင်းတရားပြက်ပြားတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြတ်တယ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာနော်အဲသူတော်မယားမပြစ်မှားနဲ့လို့ဆိုလို့တယ်ပေါ့သူတော်မယားမပြစ်မှားနဲ့သူများဥစ္စာကိုလိမ်ညာမယူနဲ့သူတော်အသက်ကိုတပ်ဖြတ်ရက်စက်တာတွေမလုံးနဲ့သူတော်မယားမပြစ်မှားနဲ့ဆိုရင်ဒီဒီ ပါဏာတိပါဒအာရိဏဒါနကာမိတုမိစ္ဆာစာရပဲဒီသုံးခုကိုထည့်ပြီးတော့ပြောတာเนาะပေါင်းလိုက်မယ်ဆိုရင်ဒီသုံးခုပဲအဲ့ဒီလိုနံပါတ်1ကဝိจิตနာကိုငယ်ရရအောင်မရှာခဲ့တာရဲ့နံပါတ်2ကအတ္တပညာတအောင်မသင်ခဲ့တာရဲ့နံပါတ်3 4ကပါတော့ဆိုရင် ကိုချင်းတရားပြပြခဲ့တာ၏ပါဏာတိပါဒအရိဏဒါနကာမိတ္တမိဆာဆာရဆိုရကိုချင်းတရားပြပြပြခဲ့တာအဲ့ဒီကနေပြီးတော့ဓာရီကမလုံးသင်တာတွေကိုရှောင်းမယ်နောက်တစ်ခါလုံးသင်တာမလုံးတာလည်းရှိသေးတယ်ပဟုံမိဝတ္တတန္တမိအာနပါလိဥပတိတေကိုမပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့ ဘသူကိုမှပေကံထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့မပေးခဲ့လို့နောက်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ငါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့ခုကြတော့ငါတောင်စားစရာမရှိဘူးဆိုဖြစ်လာစိတ်တက်ပူပန်ရတယ်တဲ့ဒီခါနောက်တစ်ခုကတော့ဘာလို့ဆိုပြီးပါနဲ့ပတ်သက်လာမန္တရံပိတရံစာပိ စေနကံကတယောပနဗဟုတံတော့နဘောတိတ်တံတပ္ပိစ္ဆာမတုဣတိပိစ္ဆာမတုတ္တပတိအမိဖေရိသက်ရွယ်ကြီးလာတဲ့အခါမှာငါထောက်ပတ်နိုင်ရတဲ့နဲ့ငါအမိဖေရိမထောက်ပတ်ငယ်အမိလည်းသိသွား၏ဖေလည်းသိသွား၏ငါဘာမှမလုပ်လုပ်ခဲနိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောက်တတ်ပြုပန်ရတတ်တယ်အဲ့ဒါငါအမိဖေရိအတွက်ဘာမှမလုပ်ခဲ့ရဘူး နောက်တစ်ခုကတော့အာစရိယမနုတ္တထာသဗ္ဗကမ္မရတံဟရပိတရံအတိမိညိတာအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမယာကြီးခင့်မမိပါဘူးကိုနေရကိုနေသမ်းမှလို့အဖေပေါ်မှာတာတလာချီးပြီးတော့လှုပ်ခဲတာတွေနဲ့ပတ်သက်ပြီးသူကတောင်းတပူပန်ရတတ်တယ်ပြီးပါစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လည်းပေါ့နော်ဒါလည်း တော့မိဘကိုယုံနေစားဖို့ဆိုပြီးဆုံးမတာအဲ့ဒါကြီးပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့သမဏေပြမဏေစာပိတီလဝန္တိဘဟုတုတေနာပုပ္ပေနာပုပ္ပိပြိပပြိယုပယိတဣတိပိစာမနုတ္တပတိအကျင့်ကောင်းတဲ့ကိုချင်းတီလနဲ့ပြည့်စုံတဲ့ဘောဓိတ္တကျွမ်းဝါတဲ့သမဏပြမဏတွေ ဟုတ်လားသဗ္ဗနာပြေမနာဆိုတာဘာသာရေးပေါ့နော်အခုဆိုရင်တော့ယဟန်တန်ဃာတွေပေါ့သူတို့ပြောလို့ရတာပေါ့အဲ့လိုယဟန်တန်ဃာတွေကို ချင့်ကပ်ပြီးတော့မတိသေးတာတွေသိအောင်မတိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်မေးမြန်းခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လေနောင်တပူပါရတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာနော် ောင်းတဲ့ပူပန်ရတာပဲဒါလဲငါဒီရံပုံနာတွေရဲ့တမနာပြမနာတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတတ်တယ်နောက်ဆုံးတစ်ချက်ကပါတော့တာဓုဟောတိတပောစိန်တော့ တန်တော်စာပြုပါ၏တိတော်နတ်စာပုတ်ပြီးတပောစိန်သောဣတိပစ္ဆာနုတပတိအသက်ရွယ်ငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစိုက်တရားဆိုကိုချင်းတရားတွေကိုချင့်ကြအောင်ချင့်ကြကြကိုအထောဥပမာဥပုသောင်းရမယ့်အချိန်စောင့်နေနော်ကောင်းတဲ့လုပ်တွေဥပုသောင်းနေတရားထိုင်နေဒီလိုဟာမျိုးတွေလုံသိမ့်လုံထိုက်တယ်ပေါ့နော် အဲ့ဒါဥပုသ္ဆောင်ရင်တရားထိုင်ခြင်းဆိုတော့ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးတွင်ဥပုတခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတယ်တေကနေ့ကျတော့သူများတွေဥပုသ္ဆောင်တဲ့သူတွေသူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုပ်မိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့အလုံးပေါင်းတော့ဆယ်ချက်ပဲ